အားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ DR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ဒီကနေ့မနက်စောပိုင်းမှာ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြောရလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါ။အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Arsenal တင်းပေါ့လေ။ဒါဒီ International Break နှစ်ပတ်တွင်းမှာ Arsenal တင်းကဒါတကားပိတ်ချစ်ကြည်ခြေစမ်းပွဲကစားတော့ပွဲရှိတယ်ဆိုပြီးတော့ Arsenal နဲ့နှိစက်တဲ့သတင်းမီဒီယာတစ်ခုဖြစ်တဲ့ the trap arsenal ဆိုတဲ့သတင်းမီဒီယာတစ်ခုရဲ့ဖော်ပြချက်ရကျွန်တော်သိရှိရပါတယ်။ဒါဒီသတင်းငယ်ပသက်ပြီးတော့ဒါတချို့သတင်းဌာနတွေရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင် arsenal တင်းကတကားပိတ် chess ကြီးရေခြေစံပွဲ အနည်းဆုံး2ပွဲထိကစားသွားပွဲ ရှိပြီးတော့သူတို့ရဲ့လိုအပ်ချက်များစွာနဲ့ဒါအဒံညာကနေပြန်လည်ပါဝင်လာနိုင်မဲ့ကစားသမားတွေအတွက်ပွဲကစားချိန်ကြီးပေးချင်တာကြောင့်ဒါဒီကစားသမားတွေအတွက်လည်းပေါ့လေဒါပုံပြီးအဆင်ပြေအောင်ဒါဒီလို တကားပိတ်ချစ်ကြည်ခြေစံပွဲကိုကစားမှဖြစ်တယ်ဆိုပြီးတော့နောင်အာဆင်နယ်ကလည်းပေါ်ပြထားတယ်နောက်တဲ့သတင်းပုတ်အနေနဲ့ဒါရိန်းရိုးနီကအဲလိုအာဆင်နယ်သေးနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်လေးကိုပြောကြားသွားတယ်ဒါကပါလဲဆိုတော့ဒါပြီးခဲ့တဲ့အပတ်ကဒါအာဆင်နယ်အသင်းနေနဲ့အမှတ်ရောခဲ့တယ်ဒီအမှတ်ရောခဲ့ခြင်းကြောင့်အာဆင်နယ်အသင်းရဲ့ဒါချန်ပီယံအိမ်မက်အတွက်အထူးကိုက်နစ်နာမှုတွေများစွာရှိသွားတယ်ဆိုတော့ကျွန်တော်တို့လက်ခံရမှာဖြစ်ပြီးတော့ဒါ ဒီယာတီရဲ့ချန်ပီယံစူဖလားစိန်ခုံမှုအသင်းကြီးထဲမှာလစ်ဗာပူးကိုဖယ်ထားလို့ရပြီဆိုတာကျွန်တော်တို့တွေမြင်တွေ့ခဲ့ရပြီးတော့ ဒါဒီယာဒီမာပရီးမီးယားလိဆူဖလာအတော့ဒါအကောင်ဆုံးပြိုင်ပွဲဝင်မဲ့အသင်းနှစ်သင်းကကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲအာဆင်နယ်နဲ့မန်စီးတီးအသင်းတို့ဖြစ်ပြီးတော့ကျွန်တော်ကတော့အခုချိန်ဒီအာဆင်နယ်ကိုယုံကြည်နေသေးပြီးတော့နောက်ဆုံးကြလို့ရှိရင်ဒါအာဆင်နယ်အသင်းကပရီးမီးယားလိဆူဖလာကိုဒါသူကူသိမ့်ပိုက်သွားနိုင်လိမ့်မယ်ဆိုပြီးတော့ဒါရိန်းရိုးနီရဲ့ ဒါပြောစကားတွေကကျွန်တော်တို့သိရှိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒါ Gary Navy ပေါ့လေ Gary Navy ရဲ့ပြောကြားချက်ကဒါ Gary Navy နဲ့အဲဘယ်လိုပြောမလဲ Sky Sport တို့ရဲ့ဒါ interview မှာ Gary Navy ပြောကြားချက်တွေကိုဒါ Daily Arsenal ရဲ့သတင်းလို့ post တွေကပြန်ပြီးတော့ဒါကိုးကားပြီးတော့တင်ထားတယ်ဒါကဘာလဲဆိုတော့ဒါ Gary Navy က DRD Premier League Super League အတွက်ဒါ title challenge မှာဒါစိန်ခေါ်နိုင်မဲ့အသင်းကနှစ်သင်းပဲရှိတော့တယ်ဒါကကျွန်တော်တို့ညင်းစရာမရှိတဲ့ အာဆင်နယ်နဲ့မန်စီးတီးဖြစ်ပြီးတော့မန်စီးတီးကအခုဆိုလို့ရှိရင်အာဆင်နယ်ထက်၄မှတ်ထိဒါအမှတ်ပြတ်ပြီးတော့ဒုတိယနေရာမှာယက်တီနေတယ်ဒီလိုယက်တီမှုကအာဆင်နယ်အတွက်လုံးဝစိတ်ချတဲ့အနေအထားတစ်ခုမျိုးမဟုတ်ဘဲနဲ့ဒါအာဆင်နယ်အသင်းကိုဒါမန်စီးတီးအသင်းကအကြိမ်ကြိမ်ကြော်ဖြတ်ဖူးတဲ့တာရကတွေရှိပြီးတော့ဒီရာသီမှာအာဆင်နယ်အတွက်စိတ်ပူခြင်းစရာအနေအထားတစ်ခုကိုရောက်နေပြီလားဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရမယ်အာဆင်နယ်အသင်းနေနဲ့ဒါနောက်ထပ်ပွဲစဉ်တွေမှာအမှတ်တည်မရဖို့အတွက်လိုအပ်ပြီးတော့လှုပ်ဆရာရှိတဲ့အလုပ်ကို အကောင်းဆုံးလုပ်ပြီးမန်စီးတီးရဲ့ကြော်တက်နိုင်မှုကိုအကောင်းဆုံးဟန်တာသွားဖို့လိုအပ်ပြီးဒီယာတီရဲ့စူဖလာတိုက်တဲ့ချဲလက်နေမှာလစ်ပါပူးကိုဖယ်ထားလို့ရပြီဆိုပြီးတော့ဒါတော့ Gary Navi ကအာဆင်နယ်အသင်းနဲ့မန်စီးတီးတို့ရဲ့ဒါဒီယာတီပရီးမီးယားလိဂ် ဒါစူဖလာလူပွဲမှာဒါဒီနှစ်သင်းပဲရှိတော့မယ်ဆိုတဲ့အကြောင်းကို Sky Sport ရဲ့ interview တစ်ခုမှာပြောကြားထားပြီးတော့ဒီသတင်းကိုတော့ Daily Arsenal ကပြန်ပြီးတော့တင်ဆက်ထားပါတယ်။နောက်ထပ်သတင်းပုဒ်အနေနဲ့ကျွန်တော်တို့ Arsenal သင်းရဲ့အားကစား director Andrea Barta ကဒါ interview တစ်ခုမှာပြောကြားထားတဲ့ဒါဒီသတင်းကိုတော့ Arsenal Report Form ဆိုတဲ့ဒါသတင်းဌာနတစ်ခုကဖော်ပြထားပါတယ်။ဒါ အန်ဒရီးယားဘာတာကိုဒါအင်တာဗျူးတစ်ခုမှာ မေးထားတယ်အန်ဒရီးယားဘာတာရဲ့မင်းအနေနဲ့ဒီယာတီပြောင်းရွှေ့ကာလမှာဒါမင်းအနေနဲ့အာဆင်နယ်တင်းတွက်လူကစားသမားအသစ်တွေခေါ်ယူသွားပွဲရှိလားဒီကစားသမားတွေကဘယ်သူတွေဖြစ်နိုင်မလဲဆိုပြီးတော့အန်ဒရီးယားဘာတာကိုမေးမြန်းထားတယ်ဒီနေရာမှာအန်ဒရီးယားဘာတာကကျွန်တော်တို့အာကျွန်တော်တို့အနေနဲ့အာဆင်နယ်တင်းတွက်ကစားသမားအသစ်တွေခေါ်ယူသွားနိုင်ပွဲရှိပြီးတော့ဒါ တကယ်လိုအပ်တဲ့ကစားသမားတွေကိုပဲအဓိကခေါ်ယူသွားမယ်ဆိုပြီးတော့ဒါအန်ဒရီးယားဘာတာက ပြောကြားထားတယ်ကစားသမားခေါ်ယူတဲ့နေရာမှာကျွန်တော်တို့တွေဒါတကယ်လိုအပ်တဲ့နေရာအတွက်အသင်းတာဝန်ရှိသူတွေနဲ့မီကေအာဒေတာတို့အကုန်လုံးရဲ့စုံပြည့်ချက်တွေနဲ့မှကျွန်တော်တို့တွေကစားသမားတစ်တွေကိုဒါတစ်တေးချာချာခေါ်ယူသွားတာဖြစ်ပြီးတော့တကယ်လိုအပ်လာလို့ရှိရင်အလေမြန်ဆုံးခေါ်ယူနိုင်သွားလိမ့်မယ် ကျွန်တော်တို့အသင်းရဲ့မလိုအပ်တော့တဲ့ကစားသမားတချို့ကိုလည်းရောင်းထုတ်နိုင်ခဲ့ရင်တော့လှင်လင်းမြန်မြန်ပြန်လဲဝယ်ယူသွားနိုင်တယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးစက်တဲ့သတင်းဌာနဖြစ်တဲ့ဒါမီဒီယာတစ်ခုကနေပြီးတော့အန်ဒရီးယားဘာတာရဲ့ပြောကြားချက်လေးတွေကိုဖော်ပြထားတယ်ဒါကျွန်တော်တို့အာဆင်နယ်အသင်းနေနဲ့ဒီယာဒီမာဒါ ဒီကစားသမားတွေအများကြီးဝယ်ပေးထားတဲ့ Andrea Barta ကအခုလာမဲ့ဈေးကွက်မှာလေကျွန်တော်တို့ Arsenal အသင်းအတွက်တကယ်လိုအပ်ပါတယ်ဆိုတော့ဒါတောင်ပန်ကစားသမားတွေကိုဒါပြန်ပြီးတော့ခေါ်ယူသွားပေးနိုင်မလားဆိုတာတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ခြင်းစရာပဲ Andrea Barta ရဲ့ပြောကြားချက်ဆိုလို့ရှိရင်တော့ဒါကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ခေါ်ယူကောင်းခေါ်ယူသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်ဒါအခုဆိုလို့ရှိရင်ဒါ အာဆင်နယ်ရေဒါထဲမှာလည်းကစားသမားများစွာကရှိနေသေးတာဖြစ်တဲ့အတွက်ဒါအာဆင်နယ်ကိုခေါ်ယူမယ်ဆိုရင်တော့ဒါတကယ်ဆိုလို့ရှိရင်တော့ခေါ်ယူခြင်းစရာကစားသမားတွေများစွာရှိတယ်ရာဖေးလီယိုလိုကစားသမားမျိုးရှိတယ်အန်တိုနီကစားဟို ဆမင်းညိုးလို့ကစားသမားမျိုးရှိတယ်ဗောလေတော့အန်တိုနီယိုဆမင်းညိုးလို့ကစားသမားမျိုးရှိတယ်ဒီကစားသမားတွေကိုဒါခေါ်မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းနေနဲ့ဒါဆမင်းညိုးဆိုရင်တော့လွယ်လွယ်ကူကူခေါ်ယူသွားနိုင်တယ်ဒါပေမဲ့ဆမင်းညိုးကလည်းဒါဟိုတချို့သတင်းတော်ပို့တွေရေပေါ်ပြကြရပုံမောက်กว่าဒီယာဒီဒါဈေးကွက်မှာပြောင်းရွှေ့ ပြထွက်ခွာခွင့်ပေးမှာမဟုတ်ဘဲနဲ့ဒီရာဒီကုံမှပဲအသင်းနဲ့လမ်းခွဲသွားပွဲရှိတဲ့ဆိုတဲ့ဒါတရေရပို့စ်တီကလည်းအမျိုးမျိုးတက်နေတာဖြစ်တဲ့အတွက်အာဆင်နယ်တို့ဒါတကယ်ပဲလွယ်ကူနိုင်မှာမလားဒါဆင်မင်းညိုကိုခေါ်မယ်ဆိုတကယ်ပဲလွယ်ကူနိုင်မှာမလားဒါနောက်ထပ်တယောက်ကရာဖေးလီယိုရာဖေးလီယိုလိုကစားသမားမျိုး AC မီလန်ကဒါရောင်းပါမလားဆိုတဲ့ဒါတချို့ကောလာဟာလာတဲ့ဒင်းတွေကလည်းတက်နေတယ်လို့ရာဖေးလီယိုကိုဒါကျွန်တော်အာဆင်နယ်အသင်းနဲ့ ဒါ Chelsea တင်းတော့အပြိုင်စိတ်ဝင်စားလည်းရှိတယ်ဆိုတဲ့တည်ထားတာတွေကလည်းတက်နေတယ်ဒါဒီတည်နေကကျွန်တော်အနေနဲ့စိတ်မချသေးတာဖြစ်တဲ့အတွက်ဒါကျွန်တော်ညီကိုတွေကိုဒါတတိကြကြထဲထဲဝင်ဝင်ကျွန်တော်ညီဖော်ပြနေမရှိသေးတာဗောလေ Okay ပါဒါကတော့ဒီကနေ့မနက် Arsenal တင်းနဲ့ပတ်သက်တဲ့တည်ကြောင်းလေးတွေပဲဖြစ်ပါတယ်ဗျကျွန်တော်ညီကိုတွေရောဒါ Arsenal တင်းနေတဲ့ကစားသမားတစ်တီထပ်မံခေါ်ယူမယ်ဆိုရင်ပဲကစားသမားတွေကိုခေါ်ယူစေချင်တယ်ဒါနောက်ပြီးကျွန်တော် Arsenal တင်းဒါဒီရဒီမှာနောက်ထပ်ပွဲစဉ်ဒီမှာဒါအမှတ်တွေဘယ်လောက်ထိစုဆောင်းသွားနိုင်မယ်ထင်တယ် ကောင်းမှာဝယ်ဆွေးနွေးတော့လို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်တို့တွေမှာ